အမေရိကန်ပြည်ထောင်စုမှာနိုဝင်ဘာလ၄ရက်အင်္ဂါနေ့ကကျင်းပတဲ့ဂျာကာလာရွေးကောက်ပွဲရလဒ်တွေအားလုံးဒီပါထွက်လာတာမှာအရေးပါတဲ့ရွေးကောက်ပွဲအားလုံးလိုလိုမှာဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လောင်းနေအနိုင်ရခဲ့ကြပါတယ်။မနေ့ကဗာဂျီးနီးယားနဲ့နယူးဂျာစီပြည်နယ်တွေကပြည်နယ်အုပ်ချုပ်ရေးမှုတွေကိုရွေးချယ်ကြတာမှာဒီမိုကရက်ပါတီကိုစားပြုအမျိုးသမီးကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးအနိုင်ရခဲ့ကြပါတယ်။ဒီရွေးကောက်ပွဲဟာဗာဂျီးနီးယားပြည်နယ်ရဲ့ပထမဆုံးအမျိုးသမီးအုပ်ချုပ်ရေးမှုအဖြစ်အဘီဂိလ်စပမ်ဘာဂါကိုရွေးချယ်တင်မြှောက်ခဲ့ကြတာကြောင့် Thank you all so much. My <laughs> My fellow Virginians Tonight, we sent a message. အလာရီဝဲနယူးဂျာစီပြည်နယ်ကလည်းဒီမိုကရက်ကိုယ်စားလှယ်လောင်းအမျိုးသမီးအုပ်ချုပ်ရေးမှုအဖြစ်မီကီရှယ်ရယ်ကိုရွေးကောက်တင်မြောက်ခဲ့ကြတာကြောင့်ပြည်နယ်သမိုင်းမှာဒုတိယမြောက်အမျိုးသမီးအုပ်ချုပ်ရေးမှုဖြစ်လာပါတယ်။ရွေးကောက်ပွဲမှာအများစုကစိတ်ဝင်စားစောင့်ကြည့်နေကြတာကတော့နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲပဲဖြစ်ပါတယ်။သူကိုယ်သူဒီမိုကရက်ဆိုရှယ်လစ်ပါလို့ကြွေးကြော်ထားသူအသက်၄၀အရွယ် ဇိုရန်မမ်ဒါနီကအနိုင်ရသွားပါတယ်သူဟာအာဖရိကတပ်ယူဂန္ဒာနိုင်ငံမှာမွေးဖွားခဲ့ပြီးမိဘတွေနဲ့အတူအမေရိကမှာရွှေ့ပြောင်းအခြေချနေထိုင်တဲ့မွတ်စလင်တဦးဖြစ်ပါတယ်ဒါကြောင့်မမ်ဒါနီဟာနယူးယောက်မြို့မှာပထမဆုံးဆိုရှယ်လစ်ပထမဆုံးမွတ်စလင်နဲ့အသက်အငယ်ဆုံးမြို့တော်ဝန်အဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးတော့နယူးယောက်မြို့ရဲ့နိုင်ငံရေးသမိုင်းအစီအလာကိုဖြိုဖျက်နိုင်ခဲ့သူဖြစ်ခဲ့ပါတယ်ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ California Proposition 50ဆိုတဲ့ 2026ခုနှစ်မှာကျင်းပမယ့်ရွေးကောက်ပွဲမတိုင်ခင်လွတ်တော်မဲဆန္ဒနယ်မြေပုံအစ်စ်ပြန်ရေးဆွဲရေးလူထုရဲ့အဆုံးဖြတ်ခံယူတဲ့ပြည်내အုပ်ချုပ်ရေးမှူးကေဗင်နျူဆမ်ရဲ့အဆိုပြုချက်ကိုမဲဆန္ဒရှင်တွေကထောက်ခံအတည်ပြုပေးလိုက်ကြတာဖြစ်ပါတယ်။ဒါဟာတက်ကဆစ်ပြည်내အုပ်ချုပ်ရေးမှူးကတမနာထရမ့်ရဲ့ဖိအားပေးမှုကြောင့်ပြည်내အတွင်းမှာရှိနေတဲ့ဒီမိုကရက်မဲဆန္ဒနယ်တွေကို Republican ဖြစ်လာရေးဖွဲ့စည်းပုံအခြေခံဥပဒေကသတ်မှတ်ပေးထားတဲ့အချိန်မတိုင်ခင် လွတ်တော်မှာအမတ်နေရာအသာစီးရထားတာကိုအခွင့်ကောင်းယူပြီးအတင်းအကျပ်လှုပ်ဆောင်ခဲ့တာကိုကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကလက်စားချေတုံ့ပြန်တဲ့လှုပ်ရဖြစ်ပါတယ်ကယ်လီဖိုးနီးယား proposition 50အတီဖြစ်သွားတာကြောင့်ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Republican မဲဆန္ဒနယ်တွေမှာ Democrat နေရာဖြစ်အောင်မြေပုံကိုပြန်ပြင်ရေးဆွဲခွင့်ရသွားပါပြီ။ဒီရှင်ပြိုင်မှု၄ခုဟာနိုဝင်ဘာလ၄ရက်နေ့ကကျင်းပတဲ့ဂျာကာလာရွက်ကောက်ပွဲမှာအရေးအပါဆုံးရှင်ပြိုင်မှုတွေဖြစ်ပြီးအားလုံးမှာ Democrat တွေကအနိုင်ရလိုက်ကြတာဖြစ်ပါတယ်။ နိုဝင်ဘာ၄ရက်နေ့ရက်သင်ခန်းစာကတော့ရှင်ပြိုင်မျိုးအားလုံးမှာဆုံရှုံသွားကြတဲ့ကိုစလေလောင်းတွေကိုတမရထွန်းကထောက်ခံအားပေးထားတာကြောင့်ဒီရွက်ောက်ပွဲဟာတမရထွန်းရဲ့အခုချိန်ထိလုတ်ခတ်သမျှတွေကိုအမေရိကန်မဲဆန္ဒရှင်အများစုကဆန့်ကျင်ကန့်ကွက်ကြောင်းပြသလိုက်တာလည်းဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်နိုင်ငံရေးဆိုတာဟာကျွေတလက်ကြက်တခုံလို့ဆိုရစကားရှိတာနဲ့အညီစစ်မှန်တဲ့ဒီမိုကရေစီစနစ်မှာတဦးတယောက်တည်းပါတီတစ်ခုတည်းကဘယ်တော့မှထာဝရအနိုင်ရနိုင်မှာမဟုတ်ပါဘူး။တစ်ဖက်လူအလက်ဆိုတာရောက်လာစမြဲပါ ဒါကြောင့်ကိုအနိုင်ရတဲ့အချိန်မာနထောင်ကျွားပြီးစန့်ကျင်ဘက်ပါတီဝင်တွေကိုနှိမ်ချပြောဆိုတာနစ်ကွတ်တာတွေမလုပ်သင့်တဲ့ကိစ္စပါအနိုင်ရသူဟာသူ့ပါတီသူ့အုပ်စုတခုတည်းကောင်းစားရေးအတွက်ပဲအလုပ်လုပ်မယ်ဆိုရင်ခေါင်းဆောင်ရဲလို့မခေါ်တိုက်ပါဘူးဘသူပဲနိုင်နိုင်နိုင်ငံသားအားလုံးအပေါ်ကြောသားရင်သားမခွဲကြဘဲအုပ်ချုပ်မှသာစည်းလုံးညီညွတ်ပြီးတာယာဝပြောတဲ့နိုင်ငံအဖြစ်ရေရှည်ရှင်သန်ရပ်တည်နိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝတ်လိုက်ပါ